ကရှင်လွတ်လပ်ရေးတပ်မတော် KNY ဝါပြည်သွေးစည်းညင်ညူရေးတပ်မတော် UWS အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA နဲ့ဒေယုကော်မတီတွေ2025ခုနှစ်ကုလအတွင်းဒေယုနိုင်ငံကိုမြေရှားတင်ပို့မှုအမေရိကန်ဒေါ်လာတန်း600ကျော်ရရှိခဲ့တယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။ကမ္ဘာမြေရှားတူဖို့မှုမှာမြန်မာနိုင်ငံကအထူးအပဝင်သူဖြစ်ဆက်ရှိနေပြီး2024ခုနှစ်စီးရင်များအရကမ္ဘာမြေရှားထုတ်လုပ်မှုမှာဒေယုနိုင်ငံက67ရာခိုင်နှုန်းနဲ့ထိပ်ဆုံးမှရပ်တည်နေပြီး မြန်မာနိုင်ငံက16ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာတည်ရှိနေတယ်လို့ဆိုပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လအတွင်းမှာမြန်မာနိုင်ငံဘက်ကနေတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုရော့ချခဲ့ပေမဲ့တည်ငြိမ်ဆက်ချရတဲ့မြေရှားထုတ်ပန်ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကရှာဖွေနေတာကြောင့်မြန်မာနိုင်ငံမှာမြေရှားတုဖော်မှုပုံများလာနိုင်တယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။အဲဒီ6လအတွင်းမြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ624တန်း တန်ငယ်အပြည့်2800ကျော်ရှိခဲ့ပြီးအရင်နှစ်နဲ့ကာလတူနှိုင်းချင်မှာကဒေါ်လာတန်တရာတန်ငယ်အပြည့်1000ကျော်ရော့ကျခဲ့တယ်လို့ဆိုပါရယ်။ကံရည်ထင်းရှုပ်ထားတဲ့နေဇက်ဂိတ်၄ခုကိုတရုတ်ဆိုရက2025ခုနှစ်အော်တိုဘာလကုန်မှာပြန်ဖွင့်ခဲ့ပြီးကံရည်နဲ့ညှိနှိုင်းမှုစုံတရာမရှိဘဲပြန်ဖွင့်ခဲ့တာကြောင့်တရုတ်နိုင်ငံကိုမြေချတင်ပို့ရော့ကျနေခြင်းနဲ့လဲတိုက်ဆိုင်နေတယ်လို့ဆိုပါရယ်။မြေချရယူနိုင်ရဲ့အတွက်အိန္ဒိယနဲ့အခြားနိုင်ငံတွေကလည်းကြိုးပမ်းနေပြီး2025ခုနှစ်ကုလအတွင်း တရုတ်နိုင်ငံကိုပြပကနေမြေချားတင်သွင်းမှုပမာဏတန်ကြိမ်9200ကျော်အနက်53ရာခိုင်နှုန်းတန်ကြိမ်အဖြစ်2800ကျော်ကမြန်မာနိုင်ငံကနေတင်သွင်းနေခြင်းဖြစ်တယ်လို့သိရပါတယ် UWSA ထိန်းချုပ်ဒေသမိုင်းယွန်းမိုင်းပေါင်းနဲ့ NDA ထိန်းချုပ်ဒေသမိုင်းယောင်မြို့နယ်တို့မှာအခုနှစ်ဆန်းပိုင်းအတွင်းမြေချားလုတ်ကွက်20ထက်မနည်းတိုးလာပြီးတစ်ဖက် မှာလည်းသဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားထိခိုက်မှုတွေပုံမှန်များပြားလာနိုင်တယ်လို့ ISP မြန်မာကဖော်ပြခဲ့ပါတယ် ဒါ့အပြင်နိုင်ငံဖြတ်ကျော်တရားမှုတွေကြောင့်ထိုင်းကဲ့သို့အိန္ဒိယနိုင်ငံတွေကလည်းမြေချတူဖို့တင်ပို့မှုတွေကိုအလေးထားကင်လွယ်ဖို့ပြင်ဆင်လာကြတယ်လို့ဆိုပါရယ်။အမေရိကန်ဒေါ်လာဘီလီယံရှိတန်ကြီးရှိတဲ့မြေချလုပ်ွက်တွေရှိရာရှိဖွေနဲ့ပံဝါဒေတာကိုကံရီကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအလာဒူချမ်းပြည့်တွင်မှရှိတဲ့မြေချသတ္ထုတူဖို့နေတဲ့ဒေတာတွေကို UWSA နဲ့ NDA တို့ကထိန်းချုပ်ထားပါရယ်။